်မင်္ဂလာပါရှင်စာပေချစ်သူများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းတို့နှင့်ပြည့်စုံပါစေလို့ SSW Reader Channel မှစုမုံကောင်းတောင်းအပ်ပါတယ်ရှင်ယခုဖတ်ပြပေးမယ့်စာအုပ်ကလေးကတော့စာရေးသူမောင်မြင့်ကျွယ်ဤတဆေဝတ္ထုတူလေးများပဲဖြစ်ပါတယ်ရှင်ဤစာအုပ်ကိုနားဆင်စေလို့ရန်ဖတ်ပြရခြင်းဖြစ်ပါသည်စာအုပ်ကောင်းများကိုပုံမှန်တင်ဆက်ပေးမှဖြစ်လို့နားဆင်နိုင်ရန် channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့နဲ့နော် မသေးသောတင်မောသားများဘူကာနီးယားတင်မောကြီးနှစ်မြုပ်သွားခဲ့ပါသည်ဒီလောက်ကိုတော့ချာတီရစ်သိပါသည်သူသည်တမျှမှာထုံမြလောက်သားဖြစ်သည်ကာရီဘီယံပင်လယ်ထဲ၌လှေကလေးတစ်စင်းနှင့်ငါးရက်လုံးလုံးမျောပါနေခဲ့သည့်အတွက်သူကိုစိတ်မှန်သည်ဟုတတိချပြော၍မရနိုင်ပါချာတီရစ်ယူတူသွားသည်ဟုဆိုလိုခြင်းတော့မဟုတ်ပါတို့ရတွင်၎င်းနှင့်လာ၍စကားပြောရန်စူးစမ်းခဲ့ကြသည့်အလွန်ယုံမုံမှုကောင်းသောပုံကူများကိုသူနားမလည်နိုင်ခဲ့ပါ ထိုပုဂ္ဂိုလ်များသည်တင်းမောသားများဖြစ်ကြောင်းသူသိပါသည်အချို့မှာရှေးရခင်စစ်လေကြီးများ၌တာဝန်ထမ်းဆောင်ခဲ့ပြီးသောခါးထက်ပိုင်းဗလာချင်းနေသည့်ကျုံများပင်ပါဝင်ကြသည်၎င်းတို့အထက်တွင်ကြီးမာသောရက်တင်မောများနှင့်ကန်တုံမှလန်ဒန်တို့ရက်ပေါင်း60နှင့်အရောက်တွားခဲ့ကြသောတင်းမောသားများပါဝင်ကြသည်အချို့ကမူချာဂျီရစ်ကဲ့သို့အချိန်မှန်မှန်ပြီးဆွဲနေသောပင်လေကူတင်းမောကြီးများ၏အတွင်ပိုင်းတွင်တာဝန်ထမ်းဆောင်ခဲ့ကြရသူများဖြစ်သည် ၎င်းတို့ကချာတီရစ်နှင့်စကားဆက်မီပြောဖို့စူးစမ်းကြတော့လေချာတီရစ်ကဥကောင်းကိုတွင်တွင်သာခါမိနေသည်တေတဲ့လူတွေစကားမပြောနိုင်ကြဘူးလေ နေမင်းကြီးပြည်လေပြင်းအောက်သို့ငုတ်ရှုံဝင်ရောက်သွားပါပြီတို့ရတွင်ပြည်လေရင်မျက်နှာပြင်ပေါ်၌ရောင်ပြန်ဟက်နေစေပင်ဖြစ်သည်ချာဒီရစ်ဤကောင်းတဲ့၌ရေတောက်ခြင်းသည်ဆိုသောအသည့်စိတ်သာရှိနေခဲ့သည်နောက်ဆုံးတွင်အလွန်ကြက်ခိုင်ပုံရသောတင်မောသားအိုကြီးတယောက်ကသူ့စီကိုလာခဲ့ဖို့လက်ပြ၍ခေါ်နေသည်ပြီးတော့သူ့စကားပြောသည့်အတန်ကိုလည်းကြားနေရသည်ဒီမှာကိုလူဘာမှစိတ်ပူမနေနဲ့မင်းကဘသူ့လက်အောက်မှာတာဝန်ထမ်းဆောင်ချင်တာလေချာဒီရစ်ကပြန်မေးလိုက် ဘာရီပြောနေရလဲဗျခမ ्या ကကြုတ်ကိုတင်မောသားအိုကြီးကရဲလိုက်သဖြင့်ခြားကြီးတွေတုံလုတ်သွားသည်တစေရဲတန်ကိုကြားရသည်မှာထူးဆန်းနေသည်သူတို့သည်တစေများဖြစ်ကြောင်းခြားကြီးတွေသိပါသည်ဤပင်နယ်တေကြီးတဲ့၌လူတွေဘဲကလာပြီးနေနိုင်ကြမှာလေငါတို့ကိုလူတွေတွေလို့မင်းကထင်နေတာကိုဒါပေမဲ့ငါတို့ကမသေးကြဘူးကွာတင်မောသားဆိုတာဖျားရှိကိုအကြောင်းဝင်းထဲကမြေကြီးရောက်မှာ၆ပေနာအောင်တူပြီးမြုပ်တဲ့အခါကြားမှာတေးမှာ အခုဒီမှာဆိုရင်လှော်တက်နှစ်ဆင့်ပါတဲ့လှေကြီးတွေကစပြီးပင်လယ်ကူတင်းမောကြီးတွေမှာလောက်ခဲ့ဘူးတဲ့လူတွေအထိမျိုးစုံရှိတယ်ခမားကဘာတူလဲငါလားငါကရိန်ဂျာတင်းမောပေါ်မှာပေါ်ကျုံးနေအတူတူအမှုထမ်းခဲ့တာကွာတော်တော်တော်တဲ့မာလီမူးပဲဒါပေမဲ့ခိုင်းနာကြတော့ရက်ဆက်တယ်မောင်ပေါ်ကျုံးလားသူ့တေသွားတာနှစ်ပေါင်း200လောက်ရှိပြီပဲအဲ့လောက်မကြသေးပါဘူးကွာတင်းမောသားကြီးကတဟားဟားနဲ့ရဲမောနေသည်ဗျာ ငါတော့ယူသားပြီထင်နေဟူချာဒီရစ်ကတွေးမိဤတင်မော်တာကြီးကထပ်ပြောလိုက်ပြန်ဤမင်းဟော်ဒီပီချွတ်ဆိုတဲ့ကောင်ကိုကြည့်စမ်းဟူပြောရင်သူကကိုတပိုင်းဗလာချင်းနေတော့တုတ်တုတ်ခန်ခန်လူတစ်ယောက်ကိုညွှန်ပြသည်သူကမြေထဲပင်လေထဲမှာကာတေ့ချ်ကလေတွေကိုရှင်းထုတ်ပြတဲ့အချိန်တုန်းကကွင်းတက်မစီမံလက်အောက်မှာအမှုချမ်းခဲ့တဲ့ကောင်ပေါ်ပီချွတ်က ပြုံးရယ်လိုက်ပြီးစကလုံးအချို့ကိုဘလုံးပထွေးနဲ့ပြောလိုက်ဤ တေမောတာအိုကြီးကဘာသာပြန်၍ပြောပြလေသည်အဲ့ဒီတုန်းကတိုက်ပွဲဝင်ရတာတိတ်ကိုပြောတာပဲတဲ့သူတို့ရဲ့လှော်တက်နှစ်ထက်လေကြီးတွေရောက်လာတော့ကာတက်ကလေတွေကမန်းကတန်ပြေးကြတာကိုမင်းမြင်စေချင်တယ်ဗျာကွင်းတက်မက်ဆီမန်လက်အောက်မှာအမှုထမ်းခဲ့တယ်တဲ့လားအဲ့ဒါကလွန်ခဲ့တဲ့နှစ်ပေါင်း1900လောက်ကဗျာနှစ်ပေါင်း2000နဲ့ပိုပြီးနှီးဆက်ပါတယ်ကွာဒါပေမဲ့အချိန်ကာလဆိုတာဘာလဲ တင်မောသားအိုကြီးကတတွေးတစ်ချက်ထွေးလိုက်ဤချာဒီရစ်ကတွေးလိုက်ပြန်ဤဒါဆိုရင်ငါတကယ်ယူသွားတာပဲဖြစ်ရမယ်ချာဒီရစ်သည်လှိနေရန်ကိုခေါင်းနှင့်မိထားလိုက်ပြီးငိုချလိုက်ဤတင်မောသားအိုကြီးကသူ့ကိုလှမ်းကန်လိုက်ရာ၎င်း၏အထီတွေကြောင့်ချာဒီရစ်တုံ့လောက်သွားသည်ငုတ်ချိုးသွားသော နေမင်းကြီးကြားရောက်နေသည့်တိုင်အောင်တင်မောသားအိုကြီးလက်များကရေခဲတုံးပေါ်မှာအေးဆက်နေသည်သူတို့ကငါ့ကိုလှေပေါ်မှာကြည့်ပြီးညောလိုက်တုံးကငါလည်းမင်းလိုခန်းစားရတာပါပဲကွာ ငါကရိန်ဂျာသင်းမောပေါ်ကနေကြံရစ်ခဲ့တဲ့လူကဒါပေမဲ့ဟော်ဒီမှာဟင်ဒရစ်ဟက်ဆန်ရှိတယ်ပင်လယ်ထဲမှာမျောပါနေရတဲ့အတွေ့အကြုံနဲ့ပတ်သက်ပြီးမင်းသူ့ကိုမေးကြည့်ကျင်သေးလားချာဒီရစ်ကအထိတ်တလန့်နဲ့ညင်းလိုက်သည်ဟင်းအင်းအင်းဟင်းအင်းအတန်တန်ကကြားဖြတ်၍ပြောလိုက်၏စာနာမှုအပြည့်အဝပါဝင်သောအောင်မြင်သည့်အတန်တန်ဖြစ်သည်တတော်တနာဖို့ကောင်းတဲ့ချာတိတ်ပဲသူတို့ကကျုပ်တို့စီမှာအလုတ်ဝင်းမလုတ်ကြခင်အဲ့ဒီလိုခန်းစားကြရတာကြီးပါပဲလေ ကျုပ်တုံးကလည်းအဲ့ဒီလိုခန်းစားရတာပါပဲ။ Charlie Rice ကသွေးယူသွေးတဲ့နေ့မေးလိုက်မိခမရကဘာတူလဲဗျ။ Half Montemor က Marley Mu Hendrick Hassan ခမရကဒီမှာမလုပ်နေတာလေ။ငါက Admiral Beres Ford လက်အောက်မှာအမှုထမ်းနေတယ်။အခုငါက Satania Temor ကိုအုပ်ချုပ်နေရတယ်။မင်းငါလက်အောက်မှာအမှုထမ်းကျင်သလား။ခမရကဘာကိုစိုးလို့ရလဲ။တော်တော်မိုက်တဲ့ခြားတိတ်ပဲ။ ရေရောက်မှာသမုတ်တရားခုနှစ်ဆင်းကိုပြဲပြဲစင်အောင်ရွက်လွင်ပြီးတွားလာနေကြတာကွာမင်းအောက်ကိုငုံကြည့်လိုက်ပါလားထို့သူကကြီးမားသောလက်ညိုကြီးနှင့်စိမ့်ဆူနေသောလှိုင်းလုံးကြီးများကိုထိုးပြလိုက်၏ချာဂျီရစ်သည်လှေးဤဘဲတောင်စီသို့တွားသွားပြီးလှေးနေရန်ကိုကြော်၍ငုံကြည့်လိုက်၏ရေရောက်တွင်ရှေးလျားသောရွက်သင်မောကြီးတစ်စီးသည်အင်ဂျီရီရရနှင့်ရွေလျားနေသည်ကိုမြင်လိုက်ရသည်ထိုရွက်သင်မောမှာရွက်တိုင်များတွင်ရွက်ပြင်းများမရှိကြတော့ပါ ိုနေရာတွင်ရွက်ပြင်းများအစားပင်လေရေမော်သည်တခုန်ကုတ်ကားများကဲ့သို့တွဲလျက်ကျနေကြသည်တင်မော်ဤပဲ့ပိုင်းမှဥပိုင်းအထိပင်လေရေမော်များကပ်ညီနေကြသည်ထို့တိုင်အောင်တင်မော်သားများသည်နှိမ့်စတူဝါလုပ်ငန်းများကိုပုံမှန်အတိုင်းဆောင်ရွက်နေကြသကဲ့သို့တင်မော်ပေါ်၌ခောက်တုတ်ခောက်ပြန်သွားလာနေကြသည်ရေနက်သည်ဖာတန်60ရှိနေသောကြောင့်အဆိုပါရွက်တင်ပေါ်မှခေါင်းလောင်တီးတန်နှင့်အမိတ်ပေးတန်များကိုခတ်အုပ်အုပ်များသာကြားနေရသည် ဒါပေမဲ့ကျွန်တော်ကရွက်သိမ်းမောတွေအကြောင်းလုံးဝမသိဘူးခင်ဗျကျွန်တော်ကအင်ဂျင်နီယာပါခင်ဗျာဒီတော့ဟိတ်နဲ့ရေဟင်ဒရီဟက်ဆန်ကသိမ်းမောသားအိုဂျီဘတ်တို့ပြန်လှည့်လိုက်ဤမလိန်မှုလက်ကအင်ဂျင်နီယာတယောက်လုံးနေရမဟုတ်လားအဲ့ဒါကတော့အရေးချင်းပေါ်မှာမူတည်ပါတယ်သူကပထမတန်းစားအင်ဂျင်နီယာလက်မှတ်ရသူကိုမှလိုချင်တာပါကဲဒါဆိုရင်သူ့ကိုအပေါ်ခေါ်လိုက် နောက်ခုအခေါ်ခံရသောတင်မောသားကြီးကပိုးစိုးများသာကင်လိရှိသောဝီစီတစ်ခုကိုအိတ်ထဲကထုတ်၍မှုတ်လိုက်လေရာထူဆန်းသောမြည်တမ်းကြောင့်ချာဒီရီ၏မျက်စိများပြူးထွက်လာကြတော့သည်ပင်လေရေမျက်နှာပြင်သည်စူပွက်လာပြီးချာဒီရစ်လိုက်ပါခဲ့သောမာလေမူ၏ဝတ်စုံနှင့်စင်တူတီဝတ်စုံကိုဝတ်ဆင်ထားသူတစ်ယောက်ပေါ်ထွက်လာသည် မာလေမူလက်တစ်ယောက်ဝင်ကြွားစွာဝတ်ဆင်ခဲ့သည့်ဝတ်စုံမှရွှေရောင်အတန်းလေးတန်းသည်ပြောင်းလဲတောက်ပါနေသည်သူကအတန်အောကြီးနှင့်မေးလိုက်၏ဟယ်လိုဘာကိစ္စရှိပါသလဲ ။ဣတွေမာလိမှုလက်ပြောတန်၌ S ကိုပြောသည့်အခါတွင်အနှဲငယ်လေထွက်နေသောကြောင့်တွားတူအန်ကတ်တက်ထားသည်ဟုချာတီရစ်ကထင်လိုက်မိသည်။တီမောသား OG Nest ကနှစ်ဖူးပေါ်၌ဝဲကျနေသောသပင်ကိုပိတ်တင်ရင်းလေးလေးစားစားအစီရင်ခံလိုက်သည်ကပ္ပတိန်ခမားဟော်ဒီပုတ်ကိုကဆရာနှင့်အတူတူတာဝန်ထမ်းဆောင်ခြင်းမာတဲ့ခမားဟေးသူကဘာလုပ်တတ်တလဲ ယခုအခါတွင်ထိုကိစ္စအလုံးသည်အိမ်မက်မဟုတ်တော့ဘဲလူဘဝတွင် အစစ်အမှန်ဖြစ်ပျက်နေသည်ဟုချာတီရစ်ကယူဆသွားပြီဖြစ်သောကြောင့်ကျွန်တော်ကပထမတန်းစားအင်ဂျင်နီယာလက်မှတ်ရထားသူပါခမညာဟုပြန်ဖြေလိုက်မိလေ၏မိုးကိုဆက်ဝိုင်းစီတွင်ဘူကာနီယာတင်မော်ကြီးမှမတည်သေးဘဲအသက်ရှင်၍ကြံ့ရစ်ခဲ့သူများကိုလိုက်လံရှာဖွေနေသည့်ကမ်းခြေသောတင်မော်တစီပေါ်ထွက်လာသည်တင်မော်ဤကုကဲစင်ပေါ်ရှိအရာရှိကပေလေရည်မျက်နှာပြေကိုကျွမ်းကျင်စွာလိုက်လံရှာဖွေကြည့်ရှုနေသည် ဖျားဖျားဒီလိုနေရာမျိုးမှာမျောပါနေခဲ့ရတာတော်တော်ကိုဒုက္ခရောက်ခဲ့မှာပဲနော်ဘူဆန်းသူကခြားကြီးရစ်စီလှေကလေးကိုအဖြူရောင်အဆက်ကလေးတစ်ဆက်တပွဲမြင်းလိုက်ရတော့ကြောင့်ပြောလိုက်ခြင်းဖြစ်ပါ යි အနောက်ဘက်တမတ်မှာကပတိန်ကိုသတင်းပို့ဆန်းငါလှေကလေးတစ်စင်းကိုမြင်ရတယ်လို့ကောက်မှပြီဆရာ လက်ကင်ပင်ချကနေလဲထွက်သွားသည်တင်မော်သားတစ်ယောက်ကကပ္ပတိန်ကိုတွားခေါ်ရန်တင်မော်နောက်ပိုင်းစီသို့အပြေလွှာထွက်ခွာသွားတော့သည်ကပ္ပတိန်ပဲ့စင်ပေါ်သို့ရောက်ရှိလာသည်နှင့်ချက်ချင်းနေရာယူလိုက်ပြီးစကားပြောပိုက်လုံးမှတစ်ဆင့်အင်ဂျင်ဆက်ခန်းကိုအကြောင်းကြားလိုက်သည်အင်ဂျင်ဆက်ခန်းပဲ့စင်ကပြောနေတယ်ခမရတို့ဒီတင်မော်ကိုနင်းနှင်းလောက်အရှိန်ထက်မြင့်ပေးလို့ရသေးသလား မိโกခေါင်းတိုင်များမှာမဲနဲ့နေသောမိโกများအန်ထွက်လာသည်အာကောင်းလာသောအင်ဂျင်ဆက်များကအချိန်ကိုမြင့်တင်လိုက်သောကြောင့်ဖြက်တင်မော၏ကိုထဲသည်တုံခါပြီးရှေ့သို့ခုန်ထွက်သွားလေတော့သည်ဖြက်တင်မော်သည်ချာဂျီရစ်၏ရေပေါ်အချင်းတောင်နဘေးတွင်ရှင်၍ရက်တန်နေသည်လှေတစင်းကိုအောက်သို့လျှောချပြီးအာကောင်းမောင်းတန်တင်မော်သားများကချာဂျီရစ်ကိုမှယူလိုက်ကြ၏ပျော့ခွေနေသောချာဂျီရစ်ကတင်မော်သားများမမြင်တွေ့ရသောတစ်ခုခုကိုအလေးပြုရန်စူးစမ်းနေကြောင်းတွေ့ကြရသည် ကျွန်တော်အမှုထမ်းဆောင်ွက်ရတဲ့အတွက်ကုံယူပါရခင်ဗျာ Charity Race မဆက်ကလည်းဘလုံးပချွေနဲ့ခက်ဝါဝါပြောဆိုနေသည်လာရောက်ကယ်ဆယ်ကြတော့တိမ်မောသားများသည်လှေကလေးနှင့်ရေထဲ၌မျောပါနေသူများကိုတွေ့ပူးခဲ့ကြသည်မှများလာပါပြီပင်လယ်ကြီးနှင့်နေမင်းကြီးတို့ကမိများလောက်အထိဒုက္ခပေးနိုင်သည်ကိုလည်း၎င်းတို့သိကြပါသည်ထို့ကြောင့်၎င်းတို့ကစာနာတော်မျက်နှာသားများနှင့်ကြည်လိုက်ကြပြီးနောက်၎င်းဟာတိမ်မောပေါ်သို့တင်ပေးရမည့်အလုပ်ကိုသာဆက်လုပ်သွားကြသည် မာကျော်တော်တင်မောသားကြီးများကချာဂျီရစ်ကိုကျင်နာယူရစွာဖြင့်တင်မောအောက်သို့တည်ဆောင်သွားကြ၏ချာဂျီရစ်ကမူ၎င်းတို့နားမလည်နိုင်သောနှိမ့်မြုပ်သွားခဲ့ကြသည့်တင်မောများအကြောင်းစာတာနီယာတင်မောပေါ်မှထူးဆန်းလာသည့်ဝစီတန်အကြောင်းတို့ကိုတွတ်တွတ်ပြောဆိုနေဆဲပင်ဖြစ်သည်ချာဂျီရစ်ကပဝင်းရှင်ကိုတွေးယူတွေးတန်းရှောက်ကြည့်လိုက်၏၎င်းရောက်ရှိနေသည့်နေရာအစ်ကိုလေ့လာစူးစမ်းနေပုံရသည်ဒါကျွန်တော်နေရမယ့်နေရာအစ်တလားကပတိန် ဂျာဂျီရစ်ကအတန်အက်ကွဲကွဲနဲ့မေးလိုက်ခြင်းဖြစ်၏။စပင်းများဖွေးဖွေးဖြူနေသောတင်မော်တာဖိုးဟိုကြီးတယောက်ကပြန်ဖြေလိုက်သည်။တားရင်မင်းစိတ်အေးအေးထားနိုင်ပါပြီကွာ။မင်းအခုအဆဆရရစိတ်ချရပါပြီ။ချာဒီရစ်ကစကားပြောနေသူကိုနားမလည်ဟန်နဲ့ပြန်ကြည့်နေသည်ပြုံးကနေဆိုသလိုသူသည်နောက်ဘက်သို့ပြန်လဲချလိုက်ပြီးကြားရသူများနားမလည်နိုင်အောင်တွတ်တွတ်နဲ့ရင်ယူပြောဆိုနေလေတော့သည် တေမော်တာအိုဂျီသည်နှက်ခမ်းကိုတင်းတင်းဆေးလိုက်ပြီးနောက်တွေးတွေးဆဆနှင့်တွေးတွေးချက်ထွေးလိုက်၏ထို့နောက်၎င်း၏ဦးကောင်းသည်ရှေ့ဘက်သို့ငှိုက်ကြလာလေ၏တွတ်တွတ်ပြောဆိုနေသောခြားတိရွေ၏စကားများကိုနားထောင်ရင်း၎င်း၏မျက်စိများပြူးကျယ်လာသည်နောက်သူသည်ကိုကိုပြန်မှတ်လိုက်ပြီးသူ့ကိုယ်သူရိုးရိုးတေးတေးနဲ့လဝါကတိုင်ပုံတံပြုတ်လို့လိုက်လေ။ဖះဖះသူကတန်းအံတော်ရေရွတ်ပြီးနောက်ဆက်၍ပြောဆိုလိုက်သည် ဒီအသက်အရွယ်နဲ့ဒီချတိတ်ကကပတိန်လက်ခ်နဲ့ဘလို့လှုပ်ပြီးတိကျွမ်းနေတာလေပြီးတော့ကပတိန်လက်ခ်မှာတွားတူတက်ထားရတယ်ဆိုတာသူကဘလို့လှုပ်ပြီးတိနေတာလဲကွာ